ဒုတိယကမ္ဘာစစ်ကြီးပြီးခါနေ1944ခုနှစ်ဒီဇင်ဘာလ16ရက်နေ့မှာဆင်တော့ဒူဘိုချုပ်တောမဲဟက်ကမဟာမိတ်စစ်သားတယောက်ကိုဆမ်မန်စကန်စီလိုက်ပို့ရမယ်ဆိုရအမိတ်ရရှိခဲ့ပါရင်အဲ့ဒီမနေ့မှာပဲသူတာဝန်ထမ်းဆောင်ဖို့အတွက်ထွက်ခွာလာခဲ့ပါရင်ဟက်ကဒူဘိုချုပ်ရာထူးရှိပေမဲ့ စစ်မေပြင်ကိုတခါမှမရောက်ဘူးတေပေါ့သူ့အဖေဟာအစိုးရအရာရှိကြီးဆိုတော့ရှေ့တန်းကနေကာကွယ်ပေးထားတာပါ။နိုင်ပေါင်းများစွာကာမောင်းပြည်နောက်သူတို့ကနေချစခန်းတစ်ခုကိုရောက်လာခဲ့ပါပြီ။မြေပုံအရာအလန်းချောင်းမှန်နေခဲ့ပေမဲ့လုံခြုံရေးဝေကလမ်းမနေတယ်လို့ပြောပါရီးအန်ဒီရဲ့ရှီမန်တိလိုက်တဲ့ဘိုးကြီးကသူ့ရဲ့တနက်ကိုထုတ်ပြီးတော့လုံရွှေနှစ်ယောက်လုံးကိုပြစ်တက်လိုက်ပါရီးသူတို့ဟာရန်သူစစ်သားဝေဟန်ဆောင်ထားတာပါဘိုးကြီးကကားနောက်ခန်းမှရှိအရက်ပလင်းတွေကိုလုနေတော့ဟပ်ကကားကိုအချိန်တင်ပြီး ထွက်ပြေးသွားခဲ့ပါရင်ရန်သူစစ်သားတွေထပ်ပေါ်လာခဲ့ပြီးတော့ပြစ်ခတ်တော့ပါရင်အဲ့ဒီနေရာကရန်သူလက်ထဲကျသွားတာကြာပါပြီတနတ်တန်နေကြမှာပဲဟပ်ကကားကိုမထိန်းနိုင်မနဲ့တိုက်မိပြီးတော့ကျသွားတဲ့စစ်သားအလောင်းတွေကြားထဲရောက်သွားခဲ့ပါရင် သူ့အတွက်တော့စစ်ပွဲကအခုမှပဲစတော့ပါအဖမ်းစီးခံလိုက်ရတဲ့ဟပ်ကိုစစ်အစီအစဉ်နဲ့ပတ်သက်တဲ့ရာထူးတစ်ခုယူထားတာကြောင့်စစ်စီမင်းမြန်ဖို့ထိန်းတင်းရင်အိမ်တလုံးစီခေါ်တော့ပါပြီသူ့ကိုအကြိမ်နှိမ့်ဆက်ပြီးတော့ဖမ်းစီးသူကသူ့ရဲ့အဖို့အစားဝေးကိုချုပ်ပြီးအေခဲလူနီပါရာတီဝတ္ထုမှထားပြခဲ့ပါပြီအပူချိန်မိုင်းနဲ့40ဒီဂရီစင်တီဂရိတ်အထိကျသွားခဲ့ပြီးတော့ အေးဒန်ကြောင့်သူ့ရဲ့ခြေတော်တွေကပူလောင်နေခဲ့ပါရင်ဒီလိုနဲ့၃ရက်အကြာမှာတော့ဟပ်ကိုတခြားအကျဉ်းသားယာနဲ့ရှိရှိတဲ့အကျဉ်းစခန်းတစ်ခုစီပြောင်းရွှေ့လိုက်ပါရင်သူတို့ကနင်းဖုံးတောက်တန်းကြားကနေရထားနဲ့တွားရတာပါလူအများကြီးအေးခဲပြီးတော့တေကုန်ကြပါရင်ဟပ်ကသူ့အကျဉ်းသားရှင်တယောက်ကကိုအင်းကြီးပေးလိုက်လို့သာအသက်ရှင်ခဲ့တာပါယထာကပင်မဘူတာကိုရောက်တော့မဟာမိတ်လေးရင်တွေဟာတိုက်ခိုက်လာခဲ့ပါပြီယထာတွဲပြီးကိုတနတ်တွေနဲ့ပြစ်ခတ်လို့အကျဉ်းသားဒါစင်နဲ့ရှိပြီးတေဆုံသွားခဲ့ပါရင်တယောက်ကပဒင်းပေါက်ကနေတက်ပြီးတော့ယထာတွဲတစ်ခါကိုဖြွင့်ပြတဲ့အတွက်တခြားလူ ထွက်ပြေးလွတ်မြောက်နိုင်ခဲ့တာမှာ Hub ကသူ့ကိုကူညီခဲ့တဲ့အကျဉ်းသားကိုတည်ဖို့အတွက်ကြိုးစားပေမဲ့ဘုံပောက်ကွဲမှုကြောင့်အက်ဒီလူရဲ့အလောင်းကလွင့်ဆင်သွားခဲ့ပါပြီးတိုက်ခိုက်မှုတွေဆက်ပြီးဖြစ်နေတော့ကြံတဲ့အကျဉ်းသားတွေဟာတန်းစီပြီးတော့လေယံမှုတွေကိုပြစ်တာရက်ဖို့အချက်ပြပါပြီးလေကြောင်းတိုက်ခိုက်မှုပြီးသွားတဲ့အခါမှာရန်သူစစ်သားတွေကအသက်ရှင်ကြံတဲ့လူတွေကိုတန်းစီခံပါပြီး တစုံတယောက်ကတည်သွားတဲ့လူရဲ့ဖက်နှက်နဲ့ခြေအိတ်တွေကိုယူဖို့အတွက်တိုက်သွင်းပေမဲ့ဟပ်ကတိတ်ဆိတ်စွာနေပြီးသူ့ရဲဘော်ရဲ့အလောင်းကိုပဲကြည့်နေခဲ့ပါရင်းနင်းဖုံးတောင်တန်းနေကြကခရီးရှိကြီးဟာမပြီးသေးပါဘူးရက်အတန်ကြာရက်ဆက်လမ်းလျှောက်ပြန်တော့သူတို့ဟာဂျမနီနိုင်ငံအော်ဘပ်အကျဉ်းထောင်ကိုရောက်လာကြပါပြီအကျဉ်းထောင်ဝမှာထွက်ပြေးဖို့အတွက်စူးစားခဲ့တဲ့အကျဉ်းသားဝေကိုလည်းကိုမြက်ထားတာကိုအဆောက်အအုံကမဖြစ်မနေကြည့်ခိုင်းခဲ့ပါရင်းစူးကြိုးပဲကရန်ထားတဲ့ထောင်ကိုမလွန်ဆန်ရဘူးဆိုတဲ့သတိပေးချက်ပါအကျဉ်းသားဝေအထင်မှာဘုံမူကြီးဝီလျံမင်နာမဲရလည်းပါဝင်ပါ ါရီသူကအကျဉ်းသားဖြစ်ပေမဲ့အဆောင်ဝင်တဲ့အခြေအနေပြောဆိုပါရီဒီစခန်းဟာတခြားအကျဉ်းစခန်းတွေလိုမျိုးမကြမ်းတမ်းပါဘူးဘာကြောင့်လဲဆိုတော့ဂျီနီဗာကွန်ဗင်းရှင်းကိုလိုက်နာလို့ပဲဖြစ်ပါရီစစ်သုံးပန်းတွေကိုအစားအသောက်အမှုအကနဲ့စေဝါဝေးပေးပါရီရာထူးကြီးတဲ့အကျဉ်းသားအစ်တွေကိုမင်နာမေယာရှိတဲ့တန်လျာစီပို့ပါရီ သူဟာကိုဘလောက်တကြမဖန်းစည်းခံခဲ့ရတာလဲဆိုတဲ့ဘတူကစစ်စီမေးမြန်းခဲ့တယ်လဲဆိုတာမေးပါရင်ဒီမေခွန်းကဟက်ဟာတတင်းအချက်လက်တွေပေါက်ကြားခဲ့တယ်လားဆိုတာစမ်းသပ်တာပါစကားမပြောဖို့ငင်းဆန်တဲ့လူအများစုကိုခုနှစ်ရက်ကြာနှိမ့်ဆက်ကြပါရင်ဟက်က၃ရက်ပဲခံခဲ့ရတော့ သူရဲ့လိုအပ်ချက်တွေကိုဖောက်ဖျက်ခဲ့တယ်လို့တချို့ကတန်တရားဝင်ကြပါရီဟပ်ကဒီမီခွန်းတဲ့အထက်ကထောင်ချကိုမမြင်ပါဘူးအရာရှိတန်လျာမှာအိယာဝေဘလာဖြစ်နေပေမဲ့မန်နာမေယာကသူ့ကိုအစ်စ်နေတန်လျာစီပို့လိုက်တော့ဟပ်တယောက်နားမလည်နိုင်ဖြစ်နေခဲ့ပါပြီသူရဲ့တစ္ဆာရှိမှုကတော့ရှင်မာရီတရက်အလို့ကတည်သွားတဲ့လူရဲ့ဖနှက်ကိုမယူဝင်တဲ့ချိန်မပါပဲကီလိုမီတာယာနဲ့ရှိလမ်းလျှောက်ခဲ့တာပါသူရဲ့ခြေထောက်တွေကရောင်ကိုင်းနေခဲ့ပါပြီတန်လျာ29ကအကျဉ်းသားဝေဟာဒုဗိုလ်ချုပ်တယောက်သူတို့အကြမ်းမှာရောက်နေတာကိုအံ့ဩကြပါရီ have ကမမျောလင့်ပဲအာယုံစိုက်ခန့်လဲရပါပြီ။သူမျောလင့်ထားတာထက်အခြေအနေတွေကပိုပြီးကောင်းနေခဲ့ပါရင်အကျဉ်းသားတယောက်ဖြစ်တဲ့ Bradford ကဈေးလိုက်တော်မှာကမ်းပြီးခဲ့တာပါ။အဲ့ဒီညမှာတန်လျာကိုအပြင်ကနေတောက်ခတ်ထားပါရင် have ကတန်စင်ကန်တွားဖို့အတွက်အိယာကနေနိုးလာတော့ ဘရက်ဖို့ကသူ့ရနောက်ကိုလိုက်နေတာတွေ့ရပါရင်ဘရက်ဖို့ဟာအိမ်သာအတွက်လာတာမဟုတ်ပါဘူးရေစင်းမြောင်းအောက်မှာအပြင်ကိုထွက်လို့ရတဲ့ဥမင်လိုင်းကောင်ရှိပါရင်သူကအဲ့ဒီကနေတစင်ဟပ်အတွက်ဖဏတ်နဲ့ချေးတွေရှာပြီးဖို့ထွက်သွားခဲ့ပါရင်ဒီအပြုတ်မှုကြောင့်ဟပ်တယောက်ဂျေဆုတင်စွာနဲ့ပြုံးလိုက်မိပါရင်နောက်တနေ့မနေ့မှာအဂျင်တာဝေကကွင်းပြင်ထဲမှာတန်းစီနေကြပါပြီအသားမဲတဲ့အဂျင်တာအစ်တနှစ်ယောက်ရောက်လာခဲ့ပါရင် သူတို့ရဲ့ uniform တွေကတိုက်လျင်မှုတွေဆိုတာပြသနေခဲ့ပါရင်1940ခုနှစ်တွေလောက်ကလူမျိုးရေးခွဲခြားမှုဟာပူပွေလင်းတဲ့အတော်ကလေးကိုမှဆိုးရွားတာပါသူတို့ရဲ့ရာထူးနဲ့စွမ်းဆောင်ရည်ဝေရှိပေမဲ့လည်းသူတို့ရောက်လာတာကိုလူအများစုကတော့အရှက်ရစရာလို့မြင်ကြပါရင်မင်နာမေယာကသူတို့ကိုအရာရှိတန်လျာမှနေရာပေးဖို့အတွက်ငင်းဆိုပြီးတော့ hub နဲ့အတူအစ်စ်နဲ့တန်လျာစီပို့လိုက်ပါရင်ဒူဘိုချုံနေရောက်ဝင်လာတာနဲ့ရန်လိုမှုတွေကချက်ချင်းကိုပေါ်လာခဲ့ပါပြီပုံမှန်ဆိုရင်တော့ယင်းဒီတတ်တဲ့ Bradford ကအေးဆက်သွားခဲ့ပြီးတော့စော်ကားတဲ့စကားကိုပြောတဲ့အတွက်ခြေပဖို့ကြိုးစား ဆရာကနေရန်ပွဲဖြစ်လို့နေပါဖြစ်သွားခဲ့ပါရင်နောက်တနေ့မနေ့မှာ Half က Bradford ကိုသူ့ရဲ့အပြုတ်မှုအတွက်ပြောဆိုပါရင် Bradford ကအေးမလို့ပဲဒူဘိုချုပ် Score နဲ့ Arsha တို့ကိုဆက်ပြီးဆော့ကပါရင် Half ကသူတို့ကိုကောက်ွက်ပြီးတော့ Bradford ကသူ့ပေးခဲ့တဲ့ဖနက်တွေပြန်ယူမယ်လို့ချိန်ချောက်ပြီး တန်ဖိုးရှိတဲ့တကခုပြန်ပြီးဖို့တောင်းဆိုပါရင်တခြားဘယ်သူမှအသားမဲတဲ့အရာရှိနှစ်ယောက်နဲ့စကားမပြောကြပါဘူးဟပ်တယောက်ထဲကသာသူတို့ကိုလေးစားမှုနဲ့ဆက်ဆံပါရင်စကော့နဲ့အာရှာတို့ကအဲ့ဒီလိုမျိုးခွဲခြားဆက်ဆံမှုကိုအသားကျနေပြီမလို့တတိငယ်ပဲနေထိုင်နေကြပါရင် ဒါပေမဲ့ Bradford ကတော့သူတို့ကိုမောင်းထုတ်ဖို့အတွက်နီလန်းတွေဆက်ပြီးရှာနေခဲ့ပါပြီ။အဲ့ဒီညမှာအဆောက်အဦကတန်လျာတဲ့ကိုဝင်လာပြီးတော့ချန်စီရောနာမှာခြုံထက်တဲ့တတ်ထုအပိုင်းအစတစ်ခုကိုကောက်ယူခဲ့တယ်လို့တစုံတယောက်ကိုဆွဆွဲပါရင်းစီးမြဲအရာပြင်းထန်တဲ့အပြစ်ပေးမှုရှိပါရင်းဘဒူးမဝန်မခံတဲ့အခါမှာအဆောက်အဦကအခန်းကိုရှာဖွေပြီးတော့အာရှရဲ့မွေရအောက်မှာတတ်ထုကိုတွေ့လျက်ပါပြီ။ထောင်ချောက်ဆင်ထမ်းမှန်ရှင်းနေခဲ့ပေမဲ့ဆွဆွဲချက်ကတော့ခိုင်မာခဲ့ပါရင်းအာရှကိုအပြင်းစီဆွဲထုတ်ပြီးတော့ကိုမျက်လိုက်ပါရင်း စကော့ပ်တရားတို့ကထွက်သွားခဲ့ပြီးပောက်ကွဲပြီးမဲ့အဆောင်တွေကလစ်လူရှူပါရင်း Bradford လုံတမန်လူပိုင်းတိပေးမဲ့လည်းဘဒူးကမအရေးတည်ယူမလုပ်ပါဘူးဘိုမူကြီးမေနာမဲကရောက်လာခဲ့ပြီးတော့တေချာမစစ်စေးပဲနဲ့ဘားကြောင့်များကိုမြက်ခဲတာလဲဆိုတာသိရှင်နေခဲ့ပါရင်းဒီပြစ်မှုကတည်တံပေးလောက်တဲ့အပြစ်မဟုတ်ပါဘူး သူ့ရဲ့စင်ခေါ်မှုကအဆောင်ဝင်တဲ့အကျဉ်းသားဝေကြမှာရှိနေတဲ့လူမျိုးရေးခွဲခြားမှုရေပေါ်လွင်စေပါရင်အမှန်တရားကိုရှာဖို့အတွက်ဆုံးဖြတ်လိုက်တဲ့မနာမေယာကသူ့ရဲ့လူတွေကိုမေးမြန်းဖို့အစီအစဉ်မှာရင်အကျဉ်းထောင်မှုဝါနာကရောဒါကိုမနာခံမှုအဖြစ်မြင်ပြီးမနာမေယာရဲ့တန်တရားကိုရှာမယ်လို့ချိန်ချပါရင်အထယ်မှာဝက်ထားတဲ့ရေဒီယိုရှိတဲ့အတွက်အဲ့ဒီချင်းချောက်မှုကအန်ဒီရရှိပါရင်တွေ့တော့မယ်ဆိုရင်တို့ရဲ့စစ်တရင်ရနိုင်တဲ့တခုထဲတော့နီလန်ကပိတ်သွားမှာပါ ကိုမြန်ပြန်အောင်မင်းအောင်မေယာကဟက်ကိုထပ်ပြီးသွားတွေ့ပါရင်ဘရက်ဖို့အပြစ်ရှိတယ်ဆိုတာရှင်းနေခဲ့ပေမဲ့သူ့ကိုဘာအပြစ်မှမပေးပါဘူး။နောက်တနေ့မှာအချင်းသားအလုံးပြဆိုင်အောင်အဆောက်အဦမှာစုဝေးကြပါရင်ကောင်းကင်မှာလေးရင်တွေရဲ့အတန်တွေကစုညံနေခဲ့ပြီးတော့တိုက်ပွဲကလည်းဖြစ်ပွားနေခဲ့ပါရင်အချင်းသားတွေကအနိုင်ရနေပုံရတဲ့အမေရိကန်လေးရင်မှုတွေကိုအားပေးနေကြပါရင်ဘရက်ဖို့ကဆိတ်လို့ရှားစွာနဲ့အော်ဟစ်ခဲ့ပါပြီးစကော့ကတော့သူတို့ရှီးကျူးနေခဲ့တဲ့လေးရင်မှုဟာသူ့ရဲ့တတ်သားဖြစ်ပြီးအသားမဲတဲ့လူပါလို့တော်တော်လေးပြောပါရင် ဒီစကားကြောင့်ပဲရံဖြစ်လူနီပါဖြစ်သွားခဲ့ပေမဲ့ရုပ်တရက်ပြက်ကြတန်ကြောင်အလုံးကတိတ်ဆိတ်သွားခဲ့ပါရင်လင်းသစီဟာအချင်းထောင်ချန်စီယိုကိုတိုက်ပြီးတော့ပြဆင်ယုံအစောင်းရဲ့၄ပုံတပုံကိုပြက်စီးသွားစီခဲ့ပါရင်မနမေယာကထူချတဲ့ဇွေးမှုနဲ့အပြက်စီးကိုကြည်နေခဲ့ပြီးတငယ်လုံးအစောင်းအနားမှာပဲနေနေခဲ့ပါရင်အဲ့ဒီညမှာတန်လျာဝေကတိတ်ဆိတ်သွားပြီးရနောက်သူ့ရဲ့နဘေးကမွေရဟာဗလာဖြစ်နေတာကိုဟပ်တတိထားမိခဲ့ပါရင် ဒူဘိုချိုစကော့နဲ့ဘရက်ဖို့နေအောင်လုံးပျောက်နေခဲ့တာပါသူတို့အိန္ဒာအောက်ကဥမင်လိုင်ခေါင်အထက်ကနေခိုးထွက်သွားကြတာဖြစ်နေပါရင်ဟက်ကလိုက်ဖို့အတွက်ကြိုးစားပေမဲ့နောက်ကျသွားခဲ့ပါပြီ မကြခင်မှာပဲ Bradford ကိုတိတ်ဆုံးလျက်တွေ့လိုက်ရပြီး Scott ကအနားမှာလဲလျောင်းနေခဲ့ပါရင်ဒီတွေ့ရှိချက်က Scott ကိုလူတက်မှုနဲ့ဆွဲချက်တင်ဖို့အတွက်လုံလောက်သွားခဲ့ပါရင်ဘုံမူကြီးမဲနာမေယာကဒီလိုမျိုးပြစ်မှုနဲ့ဆွတ်ဆွဲခံရတဲ့အကျဉ်းသားကိုတရားခွင်မရှိဘဲကိုမျက်လို့မရဘူးလို့ငြင်းဆိုပါရင် Scott ကိုမတရားတတ်ဖြတ်ဖို့အတွက်လုံကြံတာဖြစ်နေပါရင်အကျဉ်းထောင်မှုကသဘောတူပြီးတော့ပြစင်ုံအစအုံမှာတရားခွင်အတွက်ရက်ချင်းပေးလိုက်ပါရင်ဒီနေရာကိုတန်လျက်အသည့်အဖြစ်မပြောင်းခင်တပတ်ပဲအချိန်ရတာပါ အဆောင်တွေက Bradford ရလောင်းကိုဖျက်ရှားဖို့အတွက်ပြင်ဆင်နေတော့ Happa ဓာတ်ပုံအရင်ရိုက်ဖို့တောင်းဆိုပါရင်းစစ်မဖြစ်ခင်ကသူဟာထိတ်တန်အမေရိကန်တက်ကလို့တခုမှဥပဒေတင်ခဲ့ဖို့ပါရင်းသူရတောင်းဆိုချက်ကအမှန်ကန်တဲ့လှုပ်ထုံးလို့နေအတိုင်းဖြစ်ပါရင်း Happa ရဲ့ဥပဒေအသိပညာကိုအတိအမှန်ပြုတ်ပြီးတော့ မနမေယာကသူ့ကိုစကော့ရဲ့ရှင်းနေအဖြစ်ခန့်အပ်လိုက်ပါရင်နောက်တနည်းမနဲ့မှာဟတ်တရားစကော့နဲ့တွေ့ပြီးကိုယ့်ကိုယ်ကိုကာကွယ်ဖို့အတွက်ရန်ဖြစ်ခဲ့တဲ့အကြောင်းဝန်ခံဖို့အကြံပေးပါရင်စကော့ကငင်းဆိုကဘရက်ဖို့ကိုတခါမှမထိဘူးပါဘူးလို့အခိုင်အမာပြောပါရင်စကော့ပြောတာအမှန်ဆိုရင်တော့တခြားတယောက်ကတတ်လိုက်တာဖြစ်ရမှာပါအဲ့ဒီညမနမေယာကတရားခွင်အတွင်းဥမင်လိုက်ခေါင်းတဲ့အကြောင်းမပြောမိဖို့ဟတ်ကိုတတိပေးပါရင်အဆောင်နေတွေ့သွားမယ်ဆိုရင်တော့အကျဉ်းသားဝေးအနေနဲ့လူမြောက်ရလန်းကပိတ်သွားမှာပါအဲ့ဒီနောက်ပိုင်းဘရက်ဖို့ရဲ့အလောင်းကိုထပ်မံစစ်ဆေးနေတော့အကျဉ်းထောင်မှုဝါနာကအခင်းဖြစ် ြစ်ပေါ်ရာဓာတ်ပုံတွေနဲ့ရောက်လာတာကိုဟပ်တယောက်အံ့ဩခဲ့ရပါတယ်ဝါနာကလည်းဥပဒေပညာတင်ဖူးတူဖြစ်ပြီးတော့သူ့ရဲ့ဖက်ကမဟုတ်ပေမဲ့အမှန်တရားကို ဖော်ထုတ်ဖို့အတွက်ဟက်ကိုကူညီရှင်ပုံရပါရင်နောက်တနည်းမနဲ့တရားခွင်စပါပြီးတက်တီဝီကအဲ့ဒီညကဖြစ်ရက်ဒီကိုဖော်ပြကြပေမဲ့ဘဒူးကမစကော့တိုက်ခိုက်တာကိုမမြင်ခဲ့ကြပါဘူး Bradford ရဲ့တငယ်ရှင် Webby ကပတင်းပေါက်ကနေစကော့တတ်နေတာကိုမြင်လိုက်ရတယ်လို့တက်တီထွက်ဆိုတော့အမှုကပြောင်းလဲသွားခဲ့ပါရင် Web ကသူ့ရဲ့နဘေးမှာတစ်ချိန်လုံးရှိနေတာမလို့ဒါကမဖြစ်နိုင်ဘူးဆိုတာဟက်တီပါရင်ဒါပေမဲ့တရားရုံးကဒီမားယွန်းနဲ့ထွက်ဆိုချက်ကိုလက်ခံလိုက်ပါရင်စစ်စေးပြန်တော့ဟက်တရား Web ကိုတီးတန့်တွေးဆောင်ပြီးမေးမြန်းခဲ့ပါရင်လက်စားရှိလို့တဲ့စိတ်ကြောင့် Web က လိမ့်ညာပြီးတော့ Scott ကိုပြစ်ဒဏ်ပေးဖို့အတွက်ဆုံးဖြတ်ထားတာပါ။ဝက်ပြတက်တိခန့်ချက်ကြောင့် Scott ကစိတ်ပြတ်ပြီးတရားမျှတမှုရတော့မှာမဟုတ်ဘူးလို့ယုံကြည်သွားပါပြီ။ Happy ရဲ့တနာကျင်နာစိတ်ပို့ပြီးတော့နဲ့ဆိုင်လာခဲ့ပါပြီ။မျောလင်းရှက်ကင်းမဲ့နေတော့မှာပဲ Warner ထပ်ပြီးပေါ်လာကစေဘက်ဆိုင်ရာတရားရုံစီးမင်းစအုပ်တအုပ်ကို Happy အပေးပါပြီ။တေရှာဖတ်မယ်ဆိုရင်တော့ Scott ရဲ့အသက်ကိုကယ်တင်ဖို့အတွက်ခိုင်မာတဲ့ဥပဒေဆိုင်ရာလိဟာမှုတွေကို တွေးလိုက်မယ်လို့ပြောပါပြီ။ Warner ရဲ့အပြုမူက ိတ်ဆိတ်တဲ့မြတ်တမှုကိုလေးစားမှုနဲ့စစ်ဝဲကခေါင်းဆောင်တွေကြားကတိုက်ပွဲတာဖြစ်ပြီးတော့တာမန်လူတွေကြားကမဟုတ်ဘူးဆိုရယုံကြည်ချက်ကိုပြသနေခဲ့ပါရင်နောက်တနေ့မှာဟပ်ဟာအရင်စစ်ဆေးမှုကဆေးဘက်ဆိုင်ရာဥပဒေချိုးဖောက်မှုများစွာကိုဖော်ထုတ်ပြီးတော့တရားခွင်ရဲ့ဥတရားကိုပြောင်းလိုက်ပါရင်ပြီးတော့ဘူမူကြီးမေနာမေယာကကြားနေတဲ့တရားသူကြီးအဖြစ်လှုပ်ဆောင်လို့မရဘူးလို့ငင်းဆိုကသူ့ကိုဖယ်ရှားဖို့တောင်းဆိုပါရင်ဒီစိန်ခေါ်မှုကဘုံမူကြီးကိုတုံလုံးဆင်ပြီးတော့တီးတန့်စကားပြောဖို့ဟပ်ကိုအပြင်းစီခေါ်သွားပါရင်မေနာမေယာကငင်းခုံမှုရှုံးတာကိုတော့မထွက်ပါဘူး အချင်းထောင်မှုစီကအကူအညီယူတာကိုတော့ထွက်တာပါသူ့ရဲ့အမြင်အရအချင်းသားဝေဟာရန်သူနဲ့ဘယ်တော့မှပူးပေါင်းလို့မရပါဘူးအဲ့ဒီညမှာမေနာမေယာကဝါနာရဲ့အခန်းကိုတော်ပါရင်ထောင်မှုဟာအယံမှုနေခဲ့ပြီးတောက်ဖို့ဖိတ်ခေါ်ပါရင်စပွဲပေါ်မှာတန်းတက်တလဲရှိနေတဲ့အတွက်မေနာမေယာကိုတတ်ဖို့အခွင့်အရေးရှိရှိလေးရပါရင်ဒါပေမဲ့သူကမလုပ်ခဲ့ပါဘူးတိုက်ခိုက်ရင်တော့အဆောင်တွေပြေးလာပြီးကတ်ဆိုးနဲ့အဆုံးတက်ရမှာပါတရားခွင်ကနေဝါနာတရားအဝေးမှနေဖို့တတိပင်းရန်သူလာခဲ့တာပါတစ်ချိန်တည်းမှာပဲဟက်ဖာအခင်းဖြစ်ပေါ်ရာဓာတ်ပုံတွေကိုလိလာနေတော့ဘရက်ဖိုရဲ့မျက်နှာနဲ့လက်တွေအပေါ်မှာ အမဲရောင်ဖော်မှုတွေကိုတတိထားမိခဲ့ပါရင်သူကလူတက်မှုကိုပြန်လဲတိဆောက်ကြည့်ပြီးတော့တိုက်ခိုက်တဲ့လူကတားကောင်နဲ့နှိဆက်သူဖြစ်ပြီးအနောက်ကနေလဲပင်ကျွအောင်လှုပ်တာလို့ကောက်ချက်ချပါရင်အမောင်ထဲမှာဖုံးကွယ်ဖို့အတွက်အသုံးပြုတဲ့ဖဏဆိုးဆေးလိုမျိုးအနဲရောင်အမှတ်အသားဝေဖြစ်နေပါရင်ဒီအသေးစိတ်အချက်လက်ကစကော့ကိုဆွဲရက်တင်နာတာအားအားနေစေခဲ့ပါပြီးအသားမဲတဲ့လူကသူ့ရဲ့အရေးပြာကိုဆိုးဆင်းနဲ့တုတ်ဖို့အတွက်အကြောင်းမရှိပါဘူး အစိုးရရှိနေကြတော့အဲ့ဒီအစွန်အထင်းတွေဟာစကော့တန်လျာကနေထွက်ဖို့အတွက်အသုံးပြုခဲ့တဲ့ညက်ပတ်တဲ့အင်တာဥမင်လိုင်းခေါင်းကလာတာလို့ငင်းပါရင်းစကော့ကတရားခွင်ရရွယ်ချက်အစစ်အမှန်ကိုမြင်ပါရင်းဒါဟာတရားမျှတမှုအတွက်မဟုတ်ပါဘူးအပြစ်တင်စရာလူကိုရှာဖွေနေကြတာပါသူ့ရဲ့ယာထိုးနဲ့လှုပ်ဆောင်ချက်တွေက သူရဲ့ပပလည်းကလူမျိုးရေးခွဲခြားမှုအရှိမဘာမှအရင်မပါပါအဲ့ဒီညမှာဟပ်တရားအိတ်မပြောပဲနေနေခဲ့ပါရင်ရဲ့အနေငယ်အလို့ကအသေးစိတ်အချက်တစ်ချက်ကိုပြန်လည်တတိယသွားခဲ့ပါပြီ Bravo ကသူမတည်ဆုံးခင်သူရဲ့အိတ်ရအနာကတစ်တာပြအနောက်မှာတကခုဝက်ထားခဲ့ပါရင် Hub ကလည်းအဲ့ဒီညကိုစစ်ဆေးကြည့်တော့ Bravo ဝက်ထားခဲ့တာကိုတွေ့လိုက်ရပါပြီနောက်တနေ့မှာ Hub ကဝါနာကိုတက်တက်ဖြစ်ခေါ်ယူပြီးတော့တရားရုံးကိုအံအားတင်းစီပါရင်ဝါနာဟာ Hub ရဲ့ရွက်ချက်အစစ်အမှန်ကိုမတိပဲနဲ့ဆရာထက်တန်စွာသဘောတူလိုက်ပါရင် Bradford ကအဆောင်တွေနဲ့ပူးပေါင်းခဲ့တဲ့ကြောင့်တက်တည်ပြရှင်တာမှာ Bradford ရဲ့အိယာနဘေးမှာဝက်ထားခဲ့တာကဂျာမန်ငွေကြီးနဲ့ဂျာမန်နိုင်ငံကူလက်မှတ်ဖြစ်ပါရင်းအကျဉ်းသားတယောက်ကမှအကူအညီမပါဘဲနဲ့ရနိုင်တဲ့ပစ္စည်းတွေမဟုတ်ပါဘူးတက်တီတွေကအဆောင်တွေက Bradford နဲ့ပူးပေါင်းပြီးတော့ဒူဘိုချိုအာရှကိုလုံးကျန်တာပြသခဲ့ပါရင်းအလဲအလဲအနေနဲ့ Bradford ကဗိုလ်မှူးကြီးမက်နာမဲယာရဲ့ဝက်ထားတဲ့ရေဒီယိုတီနီယာကိုဖော်ထုတ်ပေးခဲ့ပါရင်းအဆောင်တွေဘာကြောင့်မင်းမြန်ဆန်ရှာတွေ့ခဲ့တာလဲဆိုတာရှင်းပြထားတာပါအမှုကအားနေနေဆဲဖြစ်ပါရင်း အဆောင်တွေက Bradford ကိုတတ်ခဲ့ရင်တော့ဘာကြောင့်လက်နဲ့လဲပင်ရပြီးသူ့ရဲ့မျက်နှာဝေးအပေါ်မှာဖဏတ်ဆိုးစည်းဝေးခြံထားခဲ့ရတာလေအိတ်မပြောနိုင်တဲ့ Hub ကညဖက်ရောက်ရင်တော့ခိုးထွက်လေးရှိတဲ့အကျဉ်းသားဝေးရလမ်းကြောင်းကိုလိုက်ခဲ့ပါရီသူရဲ့အနောက်ကိုလိုက်ရင်းနဲ့ပဲပြဆင်းအဆောင်အုံနဲ့တူလောင်ခန်းတစ်ခုအထက်ကိုရောက်သွားခဲ့ပါရီဂျမ်းပြင်အောင်မှာဝက်ထားတဲ့ project တစ်ခုကိုတွေ့လျက်ရပါပြီ Hub ကပုံမှုကြီးရတန်လျာကိုတန်းသွားပြီးတော့ Bradford ယူထားတဲ့နိုင်ငံကူလက်မှတ်အတိုင်းအတုလုံနေခဲ့တဲ့လူဝေးကိုတွေ့လိုက်ပါရီအမန်နီယာကရှင်းရှင်းလင်းပေါ်လာတော့ပါရီ ဘရက်ဖို့ကိုတတ်ခဲ့တဲ့လူကဘုံမူကြီးမျက်နှာမေးရပါဘရက်ဖို့ကလိုအပ်ဥမင်လိုင်ခေါင်းကိုအဆောင်နေစီပေါ်ထုတ်လူနေပါဖြစ်နေလို့ပဲဖြစ်ပါရင်အရင်ကတီအိုရီဟာမန်လူနေပါပဲဖြစ်ပါရင် ဘရက်ဖိုကနှစ်ဖက်ကစားပြီးတော့ရန်သူနဲ့ပူးပေါင်းကဒူးပိုချိုအာရှကိုလုံးကျန်တပ်ဖြတ်ဖို့လုပ်ခဲ့ပါရင်းစကော့ကိုလူတက်မှုနဲ့ဆွဆွဲတာကအချိန်ဆွဲဖို့တာဖြစ်ပါရင်းတရားခွင့်မရှိရင်တော့ပြဆိုင်အောင်အစားအုံကိုတပတ်လောက်စောပြီးဖြိုဖျက်ပြမှာပါအစီအစဉ်အစင်မှန်ကထွက်ပြဖို့တင်မဟုတ်ပါဘူးအနားမှာရှိတဲ့ခရမီးကြောင့်စေယုံကိုဖျက်ဆီးဖို့လည်းဖြစ်ပါရင်းအဲ့ဒီမစ်ရှင်ကိုကာကွယ်ဖို့အတွက်မင်နာမေယာကစကော့ပြအသက်ကိုစွန့်စားဖို့ဆန္ဒရှိပါရင်းနောက်တနည်းအကျဉ်းသားအလုံးနောက်ဆုံးတော့တရားခွင့်အတွက်ဂွင်းပြင်မှာတန်းစီလိုက်ကြပါပြီမင်နာမေယာကဖျားရှင်အောင်ဆောင်ပြီးတော့တခြားအရာရှိတယောက်ကိုတရား ားသူကြီးအဖြစ်လုတ်ခိုင်းခဲ့ပါရင်းအကြောင်းပြချက်မရှိဘဲရဲဘော်တယောက်ကိုဆက်သေးဖို့လှုပ်တာတွေးပြီးတော့ half ကဒေါ်ရထွက်နေခဲ့ပါရင်းဒီလိုနဲ့အချိန်ရတော့ scope ကိုအမှန်တရားပြောပြလိုက်ပါရင်း scope ဟာဒေါ်ရမထွက်ဘဲနဲ့တက်တရာရသွားခဲ့ပါပြီသူ mission အတွက်အသက်ပေးဖို့စိတ်ထဲလက်ခံလိုက်ပြီးတော့သူ့ရဲ့သားကိုတူပဲလိုမျိုးတိတ်ဆုံးခဲ့တာလဲဆိုတာပြောပြဖို့ half ကိုတောင်းဆိုပါရင်းမနာမေယာရဲ့လူဝေကငါဖက်ထွက်ပြေးဖို့အတွက်ဥမင်လိုင်းကောင်တက်တေးစိတ်တူးနေတော့မှပဲ scope ရဲ့တင်းရင်နဲ့ဆုံးဖြတ်ချက်ကြောင့် half တယောက်ကစိတ်မသက်မသာနဲ့တိတ်ဆိတ်စွာရက်နေခဲ့ပါရင်းတရားခွင်ကနောက်ဆုံးအဆင့်ကို ရောက်တော့ဟဖာသူ့ရဲ့ခုခံရှေပါချက်ကိုအချင်းအကြကြီးပြောပြီးတော့လူ35ယောက်မတိမတာထွက်ပြေးသွားနိုင်အောင်ဆွဲထားခဲ့ပါပြီးပြီးတော့ဒူဘိုချိုစကော့ကိုကာကွယ်ဖို့ဘရက်ဖို့တိုက်စုံးမှုအတွက်သူတာဝန်ယူတယ်လို့ကြေညာပြီးတရားရုံးကိုအံ့အားတင့်သွားစီခဲ့ပါပြီးအကျဉ်းထောင်မူဝါနာကတစ္ဆာဖောက်ခံရတယ်လို့ခံစားရပြီးတော့ဟက်ကိုဖမ်းဆီးကကိုမြတ်ဖို့အမိန့်ပေးပါရီအဆောင်ဝင်တဲ့အကျဉ်းသားဝေကဒါကိုမြင်တွေ့ဖို့စုယုံလာကြပါပြီအဲ့ဒီနောက်အဆောင်တယောက်ကဗိုလ်မှူးကြီးမေနာမေယအဖာဝင်လူ35ယောက် တန်းစီယာကနေပျောက်နေတဲ့အကြောင်းသတင်းပို့ပါရင်ခဏအကြာပြဿညုံတခါဝီရဲ့အနောက်ကနေစုငန်တန်းကြီးကထွက်လာခဲ့ပါပြီဒီတော့တရားခွင်ကထွက်ပြေးဖို့အတွက်အကာအကွယ်တက်တက်ဖြစ်နေတယ်ဆိုပြီးဝါနာတန်တရားဝင်သွားခဲ့ပါရင်ပအဝင်ပတ်သက်သူအလုံးကိုကုမြတ်ဖို့အတွက်သူကအမိန်ပေးလိုက်ပါရင်အမိန်ကိုမဆောင်ရွက်ရသည်ခင်မှာပဲမင်းနာမေယာပြန်ပြီးရောက်လာခဲ့ပါပြီသူအောင်မြင်စွာထွက်ပြေးခဲ့ပေမဲ့ပြန်လာဖို့အတွက်ရွေးချယ်ခဲ့တာပါတိတ်ဆိတ်သွားတော့ကြီးမားတဲ့ပောက်ကွဲမှုကြီးကလေထဲမှာစုငန်သွားခဲ့ပါရင်အနာကခေယံမီကြောင့်ဆေယုံကဖြက်စီးခံလိုက်ရပြီးမစ်ရှင်ပြီးမြောက်သွားခဲ့ပါ ါပြီးမေနာမေးဟာသူ့ရဲ့လူတွေကအမိန့်ကိုလိုက်နာရုံသာဖြစ်တယ်လို့ရှင်းပြပြီးတော့ဂျန်တဲ့လူတွေကိုချမ်းသာပေးဖို့အတွက်သူ့ရဲ့အသက်ကိုပေးရလိုက်ပါရင်အဆောင်တွေကသူ့ကိုအဲ့ဒီမှာတင်ပြတ်တက်လိုက်ပါရင်အချင်းသားဝေဟာသူ့ရဲ့ဆွတ်လွတ်အနစ်နာခံမှုကိုအတိအမှတ်ပြုပြီးတော့နောက်ဆုံးအချင်းကာရဝအလေးပြုလုပ်ခဲ့ကြပါရင်ဝါနာကသူ့ရဲ့ဂတိကိုတီလိုက်ပြီးဂျန်တဲ့အချင်းသားဝေကိုချမ်းသာပေးလိုက်ပါရီ၃လလောက်ကြာပြီးတော့စစ်ပွဲပြီးဆုံးသွားခဲ့ပါပြီမေနာမေယာတည်ဆုံးဖို့လိုအပ်ခဲ့သလားဆိုရယ်မေခွန်းကတော့ခြံထားရခဲ့ပါရီကြီးစုပြပရိတ်တမများအလုံးကျေးဇူးထူးတင်ရှိပါခင်ဗျာ